တောင်စာပေဖွဲ TRA ကမိုင်းခေါမျိုးနယ်မှာရှိတဲ့ကျေးရွာနေရွာကိုခြေခံတောင်းယုံသုံးစာတင်နှံဖွင့်လှစ်ပြီးစီးခဲ့ပါတယ်။တောင်းပြည်နမ်ဆန်ခရိုင်မိုင်းခေါမျိုးနယ်မှာရှိတဲ့ကျေးရွာနေရွာကိုတောင်စာပေဖွဲ TRA ကအခြေခံတောင်းယုံသုံးစာတင်နှံဖွင့်လှစ်တင်ကြားပေးပြီးတင်နှံစင်ပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လ22ရက်နေ့တုန်းကလည်းကွန်ဆလမ်ကျေးရွာမှာပြုလုပ်ကျင်းပခဲ့ပြီးတော့မတ်လ22ရက်နေ့မှာဘိန်းကင်တော်ကျေးရွာကိုတောင်းစာပေဖွဲ့ TRA ကဥဆောင်ပြီးတင်းနှင်းစင်ပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။အဲ့ဒီခြေခံတောင်းယုံသုံးစာတင်းနှင်းကိုចောင်းသူចောင်းသားဦးရေ183ဦးတက်ရောက်တင်ကြားခဲ့ပါတယ်။ကျောင်းသူကျောင်းသားတွေကိုတင်တန်းတက်ရောက်အောင်မြင်ပြီးစီကြောင်းတင်တန်းလက်မှတ်တွေကိုလည်းပေးအပ်ချင်းမြင့်ခဲ့ပါတယ်။ အခြေခံတောင်းယုံသုံးစာတင်နှံဖွင့်လှစ်ရတဲ့ရွေချက်ကတောင်မျိုးနယ်စုများစကားသုံးလုံးဝဟာရတူညီစေခြင်းတောင်မိခင်ပါရာစကားမပပျောက်စေခြင်းတောင်စာဥစာပေပုံနှိပ်မဂဇင်းများထုတ်ဝေနိုင်စေခြင်းနဲ့တောင်ပညာရေးကျောင်းအတွင်းတောင်စာပေပါရာရဲ့များပို့ချနိုင်ရန်အတွက်ဆရာဆရာမဝန်ထမ်းတွေကိုမွေးထုတ်နိုင်ရန်ရည်ရွယ်ပြီးဖွင့်လှစ်တင်ကြားပေးခဲ့ခြင်းဖြစ်ပါလေရှင်ကျမတီတီမျိုးပါ